ားလုံးပဲမင်္ဂလာပါဒီနေ့ April 22ရက်နေ့မှာတော့ကွေးတိုင်ဆလင်းမှာဆိုလို့ရှိရင်တော့နှစ်ရက်တိုက်ပွဲဖြစ်တဲ့ဒီမှာစက္ကစအယောက်ပေါင်း20ကျော်မလခီယာဖြစ်တယ်နောက်တစ်ခုကဘိုးတိုင်ရန်ကုန်ဖြီလမ်းမှာဆိုလို့ရှိရင်တိုက်ပွဲကြီးကြီးဖြစ်နေတယ်နော်အဲ့ဒီပုဂိုးရုံးမှာအဆက်တွေမှာရွာတွေမှာကြီးကြီးဘုံချင်းနေတယ်ဒီမှာအလားကတော့အဲ့ဒါကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့မန္တလေးတက်ကူနော်အဲ့ဒီပင်မ ကြောင်းကြီးဟာဆိုလို့ရှိရင်ကျွန်တော်တို့ပြိုကျတဲ့အနေမှာမီးလောင်တယ်မီးလောင်တဲ့ခါကျတော့အကုန်လုံးအဲ့ဒီမှာဒီစားမွေးတွေဖြစ်တဲ့ကျောင်းသားအယောက်ပေါင်းတော့6,954ဦးအဖြစ်လွာပေါင်း3,956,956เนาะအဲ့ဒါဆိုလို့ရှိရင်အကုန်လုံးပြည့်စည်သွားတယ်မိလုံးပြကြသွားတယ်အဲ့ဒါကြောင့်ပြန်ပြီးတော့ဒီနေ့စာမွေးဖြေရတယ်เนาะစာမွေးဖြေရတယ်သူတို့ပြင်ဆင်ခွင့်ကရက်ပေါင်း50ပဲရခဲ့တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုက ARD တိုင်းမှာဆိုလို့ရှိရင်ဘန်ဒေါ်ဂျီ ဲ့ဒီမှာဒီစကတ်ဆိုက်ရဲ့စခန်းရှိတယ်နော်အဲ့ဒီစခန်းကိုနေပြီးတော့အေးနဲ့ပူပုံဖွေလေးကနေပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာအဲ့ဒီစခန်းကိုသင်ပိုင်ရရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကရှမ်းမြောက်တွန်းစင်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီချင်းလန်းကောင်စီနဲ့ဒီ zooming တော်လည်းအဖွဲကနေပြီးတော့အဲ့ဒီမှာချင်းချင်းပြစ်ကြတယ်နော်အဲ့ဒါက zooming အဖွဲတွေကနေပြီးတော့အဲ့ဒီမှာ ဒီ channel council ကိုသွားပြီးတော့ process နေအရောက်ပေါင်း300နဲ့ဆိုတော့အဲ့ဒီမှာ zoom ရအခွဲကနေပြီးတော့၄ယောက်ကြာတယ်6ဦးတရားရရှိတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့အတားကတော့တကယ့်မဖြစ်တဲ့ရာတွေဖြစ်တယ်အချင်းချင်းတွေရန်ဖြစ်နေရတယ်ဆိုတဲ့ဟာတော့တွေ့ရတယ်နောက်တစ်ခုကရှမ်းမြောက်ဒီတောင်ခမ်းမှာလည်းကြီးကြီးတိုက်ပွဲဖြစ်နေတယ်နော်ဆိုတော့ဒီတောင်ခမ်းကလည်းကြားပြီးငါတီအန်နယ်လည်းလုံးဝသိမ်းလို့မရဘူးတီအန်နယ်လည်းကတော့ကျွန်တော်တို့ဒီ PDF တွေမပါလို့ရှိရင်တော့ဘယ်တိုက်ပွဲမှမအောင်နိုင်ပါဘူးနော်ကျွန်တော်တို့ ဒီ MD လေးလေးထုံနေလောက်ကောင်းပါပဲเนาะဒီ PDF တွေပါလို့ပဲသူတို့အောင်မြင်တာเนาะအရင်တော့ကဒီအထုဒေတာတစ်ဆိုတာကျွန်တော်တို့တစ်မြို့နဲ့နှစ်မြို့နဲ့လောက်ပဲရှိပါတယ်เนาะလေးမြို့နဲ့ပေါ့ဆိုတော့အခုကဒီထိသိနိုင်လဲဆိုတာသူတို့ PDF တွေပါလို့အောင်မြင်မှုတွေအများကြီးရတာကိုကျွန်တော်တို့တွေ့ရမယ်အဲ့ဒါကိုအခုကတော့သူတို့ကတော့ခင်ကောင်းချေရတာပါเนาะအဲ့ဒါတော့ကျွန်တော်ကတော့နည်းနည်းရိုင်းသွားရင်တော့နည်းနည်းခွန်လို့ပေါ့เนาะအဲ့ဒါတော့မလောက်အပ်တဲ့အရာတွေဖြစ်တယ်ဆိုတော့လူတွေရဲ့အသက်တွေကိုခင်းပြီးတော့သူတို့အခုဒီမာလာနဲ့ ပေါင်းသွားတယ်ဓမ္မအလားနဲ့ပခုံးဖက်သွားတယ်ဆိုတဲ့ဟာတော့တကယ်နာကြည့်မှုလို့ရှိတယ်ဆိုတော့တုံခတ်မှာလည်းအကြီးအကျယ် PDF လို့ခေါ်တဲ့ဒီ PDF တွေတစ်ဖွဲ့ရှိသေးတယ်နော်တစ်ဖွဲ့ရှိသေးတယ်အတာကထိအနာနဲ့ပေါင်းပြီးတော့တိုက်တယ်ဆိုတော့ဒီမှာအစင်းဝေးတဲ့အကြီးအကျယ်ဂျင်းနေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့မအလားကို ICC ကနေပြီးတော့ဖန်ရန်ထုတ်တော့မယ်မကြမ်းဘူးနော်မကြမ်းဘူးအဲ့ဒါကိုနေပြီးတော့ကျွန်တော်တို့ဒီ ရောဟန်ဂျာအရေးကိုဒီခုနကအရင်ကျင်းတဲ့တရားရုံးကမှဒီမာလာကိုဖန်ရန်ထုတ်ဖို့အတွက်အကြီးအကျယ်ကြိုးစားတဲ့ဒီဦးထွန်းခင်တို့ဘာလို့သူတို့ပြောတယ် ICC မှာနေပြီးတော့ဒီမချခင်ထုတ်တော့မယ်သူတို့အဲ့ဒီဟာကိုနေပြီးတော့အရင်ကျင်းတဲ့ပြည်လာနဲ့ ICC ကိုသွားပြီးတော့တင်းတယ်ဆိုတော့ ICC ကနေပြီးတော့မချခင်ထုတ်တော့မယ်ဆိုတဲ့ဟာကိုသူအင်တာဗျူးတစ်ခုမှာကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါလည်းသတင်းကောင်းပဲเนาะသတင်းကောင်းပဲဆိုတော့ဒီပေကတော့မာလာကတော့အရင်ကျင်းတဲ့တရားရုံးကြီးရဲ့ဖန်ရန်ထုတ်တာလောက်မှမဟုတ်ဘူးဘာလို့ဆိုတော့ပြပတ်ကိုအများကြီးထွက်လို့ရတယ်သူဆိုတော့အခု အာဂျင်တီးနားတရားရုံးကတော့ Interpol ကိုနောက်ပြီးတော့ Red Light Red Alert နေနဲ့သူတို့ပို့ထားပြီးသားဖြစ်တယ်။ဆိုတော့အခု ICC ကထပ်ထောက်မယ်ဆိုလို့ရှိရင်တော့ ICC ရောသူတော်တော်ကိုကြောက်တဲ့ပုံပဲ။ဆိုတော့ကြေးရအောင်ပေါ့နော်မကြခင်။ဒါမှ ICC ကနေပြီးတော့ဖန်ရံထုတ်တော့မယ်ဆိုတဲ့တည်င်းကောင်းကိုလည်းဒီနေ့တည်င်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်။ပြီးတော့မှနော်။ဒီအဆောက်အဦတွေတော်တော်ဖြစ်စီတယ်။ဒါပေမဲ့တခြားလူတွေဝင်လို့မရဘူး။ဘာပဲဆိုတော့ဒီမှာ secret အနေနဲ့သူတို့လွှတ်ဝဲထားတဲ့အဆောက်အဦတွေအများကြီးရှိတယ်။နောက်ပြီးသူတို့ထုတ်တယ် နော်ဒီဒေါ်လာရဖွင့်တယ်မသိစေချင်တဲ့အချက်လိုက်တွေအများကြီးရှိတယ်အဲ့ဒီမှာဆိုတော့အဲ့ဒါကိုနေပြီးတော့အခုနေပြီးတော့မှရှိတဲ့ဒီဝန်ထမ်းတွေကအဲ့ဒီမှာအလုပ်လုပ်ရတယ်နော်အဲ့ဒီမှာ9500ပေးတယ်နော်အဲ့ဒီနေစာနော်အဲ့ဒီမှာ9500ပေးပြီးတော့အဲ့ဒီအဆောက်အဦတွေကိုဖြူဖြက်ပြည့်စည်နေတယ်အဲ့ဒီပြရတော့ဒီပြည့်စည်နေတဲ့အဆောက်အဦတွေကိုအကုန်လုံးသူတို့ဟာဆိုလို့ရှိရင်တင်စေးရတာပေါ့ဒီပြရတော့ဖြူဖြက်ရတယ်ဆိုတဲ့သဘောတော့ကျွန်တော်တို့တွေ့ရတယ်။ဘာဖြစ်ဆိုတော့အဲ့ဒီမှာတခြားလူတွေဝင်လို့မရဘူး။အဲ့ဒီကဝန်ထမ်းတွေကဝင်လို့ရတယ်။ဘာဖြစ်ဆိုတော့လူတွေတိမှဆိုလို့လိုအပ်ချက်တွေကိုတိမှဆိုလို့ နော်အဲ့လိုမျိုးအခြေအနေမျိုးကိုကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကလာရှော့ကိစ္စပဲနော်လာရှော့ကိစ္စလည်းဒီတရုတ်ကဆစ်ဆက်ပြီးတော့တရုတ်ကိုတိုင်နော်အင်းချန်ရေးကြံပြေဖို့အတွက်ကျွန်တော်တို့ဒီမှာဆုံးချက်ရဖွဲ့သူတို့ကိုတိုင်ရုံထိုင်တယ်။ပြီးလို့ရှိရင်ဒီနေ့သတင်းမီဒီယာမှာတက်လာတာတခုရှိတယ်။အဲ့ဒါကနော်လာရှော့မြို့မှာဆိုလို့ရှိရင်အလန့်တစ်ခုထောက်တယ်နော် MD ရဲ့အလံမရှိတော့ MD ရဲ့ကတော့အဲ့ဒီမှာဖင်ပိတ်ပြီးတော့ပြေးပြီသူကတော့နော်ထွက်ပြေးပြီအဲ့ဒီမှာစကားစားပဲ ရင်တန်းဟာဆိုလို့ရှိရင်အစီပုံးရှာနေချီတော့ဝင်နေတော့နဲ့တော့မဟုတ်ဘူးအဲ့ဒီဗီဒီယိုဖိုင်ကဒီကျွန်တော်ရဲ့ channel မှာကျွန်တော်တင်ထားပေးတယ်ဆိုတော့ဒီမှာသွားချစ်လို့ရတယ်ဆိုတော့ဒီ last show မျိုးမှာဆိုလို့ရှိရင်အလံတစ်ခုကိုထောင်းတယ်เนาะအဲ့ဒါကိုကျွန်တော်တို့ဒီရုပ်ကလည်းပြောတယ်သူရဲ့ပြောရဲဆိုခင်ရှိတဲ့လူရှိတဲ့လူပေါ့ငွေချာဝန်ကြီးဌာနကပြောရဲဆိုခင်ရှိတဲ့လူကမပြောလို့ဆိုတော့ ီလာရှုကိစ္စဆိုလို့ရှိရင်တရုတ်ကဝင်ဝင်ရောက်ဆွတ်ဖတ်တာမဟုတ်ဘူးငင်းချမ်းရေးကိုလုတ်ပေးတာဒီပေတော့ပူပေါင်းတာဝင်ရောက်ဆွတ်ဖတ်တာမဟုတ်သေးဘူးတဲ့ဆိုတော့လာရှုမြို့မှာအလံတစ်ခုဖြစ်နေတယ်အခုเนาะအဲ့ဒါကိုမာလာကဒီလာရှုမြို့တဲ့ဒီထောင်ရဲစီမံကိန်းဆိုပြီးတော့အဲ့လိုမျိုး page တစ်ခုကိုထောင်နေထောင်ပြီးတော့အဲ့ဒီမှာကျွန်တော်တို့အလံတွေအများကြီးထောင်ထားတာတွေ့ရတယ်အဲ့ဒီ post တွေအများကြီးတင်ထားတာတွေ့ရတယ်ပြီးလို့ရှိရင်တော့အဲ့ဒီ post တွေထက်မှာပါပါလဲဆိုတော့ချင်းတရုတ်အလံပါတယ်เนาะတရုတ်အလံနဲ့မြန်မာနိုင်ငံလား ဒါကိုချစ်ချစ်အဖြစ်ဒီမလာတရုတ်ကိုလုံးလုံးကိုရောင်းလိုက်တာနော်ရောင်းလိုက်တာဆိုတော့ဒီနေရာမှာဂျားဝင်တော့ဖြစ်ဖြစ်တယ်ဆိုလို့ရှိရင်ဒီတရုတ်ရဲ့အလံကဘာလို့ထောင်စရာအကြောင်းရှိတယ်နော်တကယ်ဝင်ရောက်စွတ်ဖတ်တာကိုကျွန်တော်တို့တွေ့ရမယ်ဒီအချင်းညာကိုချစ်ချစ်အဖြစ်တော်တော်ကိုနာကြည့်စရာကောင်းတဲ့နော်အဖြစ်ရက်တွေကိုနေတော့မလာကဖန်တီးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်သူတို့အနာရရဲ့ပြီးရောနော်တရုတ်ကိုအကုန်လုံးပေးလိုက်တာလာရှမ်းတမျိုးလုံးပေးလိုက်တယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ဘာဖြစ်ဆိုတော့အဒီ တရုတ်ကနေပြီးတော့အဲ့ဒီမှာလာပြီးတော့ထိုင်တာကိုကျွန်တော်တို့တွေ့ရတယ်အလံတောင်ထုံထားသေးတယ်နော်အလံတောင်ထုံတယ်ဒါကတရုတ်လိုင်းနဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အလံအတိပြတော့မြန်မာနိုင်ငံပြည်တွင်းမှာဆိုလို့ရှိရင်တရုတ်ရဲ့အလံကိုနေပြီးတော့လွှင့်တူခွင်းကိုနေပြီးတော့မလာကပေးလိုက်ပြီဆိုတဲ့ဟာကတကယ်နှာချီးစရာအဖြစ်ပြက်တွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီငင်းချမ်းရဲ့ပေါ်ဆောင်ရဲ့ဥက္ကဋ္ဌပေါ့အဲ့ဒါကရာပြည့်နော်အဲ့ဒါကဒီ NCA လမ်းကြောင်းပေါ်မှာဒီ ခေါ်တဲ့ဆရာကြီးပေါ့နေချမ်းရေးပေါ်ဆောင်ရဲ့ဥက္ကဋ္ဌရာပြေကနေပြီးတော့အဖွဲတိုင်း PDF ပါလာတယ်နော်အဲ့ဒါကို PDF ကိုနာမည်တက်ပြီးတော့နော် PDF ကိုလိခေါ်တယ်ဆွေးနွေးပွဲမှာလာပါဒီနေရာမဆိုးဆွေးနွေးမယ်ဆိုတော့ပြောတယ်အဲ့ဒီမှာနော်အခုကျွန်တော်တို့ online မှာကျွန်တော်တို့တွေ့နေမယ်နော်အဲ့ဒီတကယ်တမ်းစိုက်တဲ့နေရာမှာဆွေးနွေးမယ်လို့ပြောတော့ပြောလို့ရှိရင်တော့ဟောမှာအဂျင်တီးနားမှာလာရေးလားလို့အဲအဲ့လိုမျိုး အဲ့လိုမျိုးပြောင်းပြီးတော့ Facebook ဆက်မျက်နှာပေါ်တွေမှာအများကြီးတွေ့ရနိုင်မယ်။ Argentina ကတော့သူတို့သွားရဲမှာမဟုတ်ဘူးလေ။အဲ့ဒါကြောင့်သူတို့ကပြောတာကခြိုက်တဲ့နေရာမှာခေါ်အဲ့ဒီကတော့ဒီ Thai တို့ Malay တို့စသဖြင့်ခြိုက်တဲ့နေရာကိုခေါ်သူတို့အဒီမှာသွားပြီးဆွေးနွေးမယ်ဆိုတဲ့ဟာကိုပြောတာကိုကျွန်တော်တို့တွေ့ရတယ်။အဲ့ဒီကတော့အရင်တော့ PDF ကကျွန်တော်တို့အချမ်းဖတ်တော့အချမ်းဖတ်လုံးဝသူတို့နဲ့ဆွေးနွေးစရာမရှိဘူးလို့เนาะအတကြာကအကြင်ကြင်ပြောခဲ့ဖို့လေ။ ဆိုတော့အဲ့ဒီစကားကိုပြဖြတ်ပြီးတော့အခုကတော့ PDM နဲ့ဆွေးနွေးမယ်အဲ့ဒီစကားကကျွန်တော်တို့ဒီမလေးရှားဝန်ကြီးနဲ့ဒီ NUG ရဲ့ဝန်ကြီးချုပ်နဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာမအလာနဲ့ဒီမလေးရှားဝန်ကြီးနဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာဒီစကားတွေကဆက်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 ပြီးတော့ထွက်လာတာကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အခုတတိယနဲ့ထွက်နေတာက NUG နဲ့မအလာနဲ့ဆွေးနွေးနေပြီဆိုတဲ့ဟာလေးကြည်ကြည်လောင်လောင်ထွက်တဲ့အရာဖြစ်တယ်ဒါပေမဲ့ဒီမပြုတ်နိုင်သေးဘူးဆိုတော့ဖြစ်နေချင်များတာကတော့အခုရံပြေးရလဲပြောပြီး ဆိုတော့မလေးရှားဝန်ကြီးကလည်းအချိန်နဲ့ကောင်းတယ်လို့ပြောတယ်ဆိုတော့ဖြစ်နိုင်ဖို့များတယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရတယ်။မမလာနဲ့ကျွန်တော်တို့ဆွေးနွေးဖို့ရှိတယ်။ပုံစံမျိုးတော့တွေ့ရတယ်။နောက်တစ်ခုကမန္တလေးတိုင်းသပိတ်ချင်းမြို့နယ်မှာဆိုလို့ရှိရင်ပုံကျဲတယ်အဲ့ဒီမှာဆိုတော့၅ကျင်းပုံကျဲတဲ့ခါကျတော့အရောက်ပေါင်း40 10မိနစ်တည်ဆုံးနေဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။အဲ့ဒီသပိတ်ချင်းမှာလည်းတော်တော်ကိုဒီကျပြည့်စုံမှုတွေရှိတယ်။မလာကပုံ၅ကျင်းကျဲတယ်။နောက်အတာကပြစ်ခတ်ရစရဲ့ကာလမှာပြစ်တဲ့အရာတွေဖြစ်တယ်ဆိုတော့လူပေါင်း40 terminate ဆိုတဲ့ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ Pope Francis ပေါ့နော်သူရဲ့နာမည်ပြည့်စုံဆိုလို့ရှိရင်တော့ Mexico လို့ဆိုလို့ရှိရင်တော့ Francisco နော် Francisco လို့ခေါ်တယ်ဒါပေမဲ့အခုအများကြီးသုံးတာကတော့လူအများတွေသုံးတာကတော့ Francis လို့သုံးတယ်ဒါပေမဲ့သူရဲ့အသက်ကတော့88နှစ်88နှစ်မှာဆိုလို့ရှိရင်သူကဒီလေဖြတ်ယောဂါတို့နှလုံးယောဂါတို့စသဖြင့်အဲ့လိုမျိုးဖြစ်တယ်လုံးဝကုလို့မရတဲ့ယောဂါမျိုးတွေအသက်ကလည်း88နှစ်ဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ ဒီအတက်အလဲရလာပြီဆိုတဲ့ခါကျတော့သူကဒီ Easter Sunday မှာဆိုလို့ရှိရင်နောက်ဆုံးမေခွန်နောက်ဆုံးဝတ်ပြုခြင်းအစီအစဉ်နောက်ဆုံးဆုတောင်းခြင်းအစီအစဉ်တစ်ခုကိုသူလုပ်တယ်လုပ်ပြီးတဲ့နောက်ပိုင်းမှာနောက်တရက်နေ့မှာပဲကျွန်တော်တို့ဒီကိုယ်နဲ့သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့သတင်းမီဒီယာတွေမှာဟို link တကြောဒီနေ့ကပတ်သတင်းမီဒီယာမှာရောဒီမြန်မာသတင်းမီဒီယာမှာရောအခုဒီမှာဆိုလို့ရှိရင်တော့ TV မှာဆိုလို့ရှိရင်တနေ့ကုန်လာတယ် เนาะตะนี่กูลาเลยตู้เจ้าก็ทักกะ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 ลาเลยสรอกตะกะปาลงมานี่พี่တော့ဒီဝန်ကြီးချက်အထိမ်းအမှတ်တွေ NUG ကလည်းပို့တာတွေ့ရတယ်စက္ကစကလည်းပို့တာပေါ့တွေ့ရတယ်နိုင်ငံတကာတွေကလည်းတော်တော်ကိုပို့တာတွေ့ရတယ်เนาะဆိုတော့သူ့ရဲ့ဒေဆုံးမှုသူ့ရဲ့ကိုလင်ချင်းဟာဆိုလို့ရှိရင်တော့ကပါတွဲမှာတကိတ်ကောင်းစီပိုင်းအနေနဲ့ကျွန်တော်တို့ပါတာတွေ့ရတယ်နောက်ဆက်တွဲကသူ့ရဲ့နေရာမှာပို့ရဟန်းမင်းကြီးတယောက်ကိုရွေးရပဲဆိုတော့အခုစကားတင်เนาะဆင်းကယောက်ကိုရွေးလိုက်တယ် ရွေးလိုက်တဲ့ထဲမှာခုမြန်မာနိုင်ငံကခြားဖို့နော်ကာတီနိုင်ခြားဖို့ဆိုတာ2015ခုနှစ်မှာဒီအာရှတိုက်မှာဆိုလို့ရှိရင်တော့ဒီဖုန်ကြီးအတိုင်းဝိုင်းမှာဆိုလို့ရှိတော့သူကတော့အုတ်ထားပဲနော်သူကတော့အုတ်ထားပဲဒီအာရှတက်တိုင်းလုံးမှာဆိုတော့အသက်အတာ85နှစ်ရှိပြီသူကလည်းဒီစကားတင်15ရောက်ဖြစ်မှာပါဝင်နေဆိုတဲ့တင်းကလည်းဒီနေ့ထပ်ပြီးထွက်လာတယ်ဆိုတော့ကျွန်တော်ရဲ့ဒီစိတ်ထက်မှာတစ်ခုပေါ်လာတာကတော့ဒီ15ရောက်စကားတင်ထက်မှာတော့ပါနိုင်တယ်ဒါပေမဲ့တယောက်ဖြစ်နေသူအရွေးခံဖို့တော့ ကျွန်တော်စိတ်ထဲမှာအလိုလိုဖြစ်လာတာပါနော်အဲ့ဒါကတော့မဖြစ်နိုင်ဘူးလို့တော့ထင်တာပဲနော်ဟုတ်လားမဟုတ်လားဆိုတာကိုကျွန်တော်တို့ရွေးတဲ့အခါမှာကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ကျွန်တော်စိတ်ထဲမှာတော့မဖြစ်နိုင်ဘူးနော်သူကတော့အသက်85နှစ်ရှိပြီဆိုတော့2015နှစ်မှာ2015မှာကျတော့သူရဲ့ဒီအချက်တက်တဲ့တိုင်းလုံးမှာသူကလည်းအုတ်ထဖြစ်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့စကစကမြင်းကလေးန်ကြောင့်ဒီအပြစ်ခတ်ရစေတဲ့စစ်နှစ်တည်းရနော်21ရက်အပြစ်ခတ်ရစေတဲ့ဆိုတော့ထပ်ပြီးတော့ဒီနေ့ထုတ်ပြန်တယ်အဲ့ဒါကပါလဲဆိုလို့ရှိရင်တော့အပြစ်ခတ်ရစေရင် ဧပြီလတလလုံးထိသူရွှေ့လိုက်တယ်။နော်အဲ့ဒီထက်မှာပဲကျွန်တော်တို့အပြစ်ခတ်ရတယ်လို့သာပြောတာဘုံချဲတာနော်။အဲ့ဒီမှာလူပေါင်းဘလောက်သေးသွားလဲဆိုလို့ချင်160တေးတယ်။သူအပြစ်ခတ်ရဆေးတယ်ဆိုတော့နောက်ပိုင်းမှာမြင်ကလေးပြီးတဲ့နောက်ပိုင်းမှာသူအပြစ်ခတ်ရဆေးတယ်နော်။ အဲ့ဒီမှာ21ရက်21ရက်နေပြီးတော့အခုကနေပြီးတော့ April လလုံးပြခရဆေးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဒီစက်ချားမှာလည်းကျွန်တော်တို့တွေ့ရနိုင်မယ်နော်တော်တော်ကိုလှုပ်လှုပ်ခတ်ခတ်ကိုကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ညချမ်းရေးဆွေးနွေးပွဲတွေလုပ်တယ်ပါတယ်ညတယ်နော် NGG နဲ့သူတို့ဆွေးနွေးတယ်ဆိုတော့ online မှာ follow ရိုက်နေတယ် follow ရိုက်နေတယ်နော်တကယ်ဒီမပြုတ်နိုင်တဲ့တည်င်းတွေတော်တော်ထွက်နေတယ်ဆိုတော့အဲ့ဒါကဒီ time မှာဒီ Malaysia ဝန်ကြီးချုပ်နဲ့ကျွန်တော်တို့ဒီ NGG ရဲ့ဝန်ကြီးနဲ့ နော်ဝင်ကြီးချုံနဲ့တွေ့တယ်ပြီးလို့ရှိရင်တော့ဆက်ကဆက်နဲ့တွေ့တယ်အဲ့ဒီနောက်ပိုင်းမှာကြက်ရွယ်တော်တော်ရိုက်လာတယ်နော်ကိုတော်ရိုက်လာတယ်တတိထားမဲ့အခြေအနေမျိုးမှာတတော်ကိုတွေ့နေရတယ်ဆိုတော့နော်ဒီ April လလုံးသူကပြစ်ခတ်ရဆေးတယ်သူပြစ်ခတ်ရဆေးတဲ့ခါကျတော့တခြားလူတွေလည်းပြစ်ခတ်မရဆေးလို့ရှိရင်သူတို့စီမှာခေါင်းပုံကြတော့မယ်ဆိုတော့အဲ့ဒါနဲ့ဖြစ်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 နဲ့ကျွန်တော်တို့ညချမ်းရဲကိုနော်ဆွေးခေါ်သွားမဲ့ပုံစံမျိုးလို့ကျွန်တော်တို့တွေ့ရတယ်နော်ဒီနေရာမှာကြည့်လိုက်ဆိုတော့ကျွန်တော်တို့ဒီမအလာကပထမဆုံးစစ်တရပြည့်ရတယ်ရတဲ့ခါကျတော့တန်ရတာလက်နဲ့ကံမျိုးအလုံးကဝုန်းခနဲ့လိုက်ပြီးတော့ကျွန်တော်တို့ညချမ်းရဲယူကြတယ်ဆိုတော့အခုမ မအလားကထပ်ပြီးတော့တိုးတယ်ဆိုတော့ဒီဘက်ကလက်နက်ကင်တွေဖွဲ့တွေကသူတို့တော့ညင်းချယူမလားမယူဘူးလားဆိုတာတော့ကျွန်တော်တို့တွေ့ရမယ်နော်တကယ်တော့မယူဘူးဆိုပြန်တော့လည်းမအလားကမယူဘူးဆိုလို့ချင်းနိုင်ငံတကာကမအလားကတော့ညင်းချယရဲ့ကိုခေါ်ဖိတ်နေတယ်သူတို့ကတော့ April 30ရက်နေ့အထိနော်ပြစ်ခတ်ရဲစင်းမလို့တဲ့ဒီဖက်တော်လည်းဖွဲ့တွေကမလိုဘူးစသဖြင့်နော်အဲ့လိုမျိုးညင်းချယရဲ့ကိုဖျက်လို့ဖျက်စီးလုချင်းတဲ့သဘောမျိုးလို့ကျွန်တော်တို့တွေ့ရတွေ့ရတဲ့စသဖြင့်နိုင်ငံတကာကဝေဖန်မှုတွေတိုးလာနိုင်တယ်နော်ဒီဟာကကျွန်တော်မြင်လာတော့မအလားကတိုးတယ် နော်ဒီဖက်ကလည်း like တွားမျိုးပုံဖြစ်နေတယ်နော်အဲ့လိုမျိုးအခြေအနေမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ကျွန်တော်သုံးသပ်တာပါနော်ဆိုတော့ဘလို့ဖြစ်လာမလဲကြည့်လိုက်ဒီ April တလအပြေအပြေခက်ရက်စလို့တကယ်တမ်းညချမ်းရေးစကားဆွေးနွေးဝိုင်းထဲမှာပို့ပြီးတော့အခြေအနေကောင်းလာတယ်ဆိုလို့ရှိရင်သူထပ်တော့ဒီ April ပြီးလို့ရှိရင်ထပ်ပြီးတော့သူတို့ထပ်ကျင်ညာလိမ့်မယ်နော်အဲ့ဒါကတော့လမ်းစာတကယ်တမ်းဒီလမ်းစာအဲ့ဒီဖက်မှာသွားတယ်ဆိုလို့ရှိရင်တော့ကြည့်လိုက်ဒီ April တလလုံးကြည့်ကြမယ်ကျညာတို့တို့အခြေအနေတွေကောင်းနေတယ်ဆိုရင်ထပ်ပြီးတော့သူတို့ကျညာလိမ့်မယ် အဲအဲ့လိုမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တော့ဒီဖက်မှာကင်းရင်ပင်နေဖက်မှာဆိုလို့ရှိရင်တော့ဒီ ठी ထပြုခကုန်းကိုတင်ပတ်ရရှိတယ်နော်တင်ပတ်ရရှိတယ်အဲ့ဒါက KNL နဲ့ပူပေါင်းဖွဲ့တယ်ကနေပြီးတော့တိုက်တယ် အဲ့ဒီမှာသင်ပိုက်ရရှိတယ်ဆိုတော့အဲ့ဒီမှာဒီဘုံတွေအကုန်လိုက်ချေးတယ်ဆိုတော့အဲ့ဒီမှာလူအယောက်ပေါင်း20ကျော်သေးတယ်အဲ့ဒီကရင်ပြည်နယ်မှာလူက9000အထိတင်းရှောင်နေရတယ်ဟိုဖက်ကိုပြေးနေရတယ်ခိုင်းဖက်ကိုပြေးရတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ထိထပ်ပြူဟာမူးကိုဖမ်းလို့ရတယ်ဖမ်းလို့ရတဲ့ခါကျတော့သူ့ကိုစစ်ဆေးတယ်အရှင်ဖမ်းလို့ရတယ်စစ်ဆေးတယ်စစ်ဆေးတဲ့ခါကျတော့သူကစကားခတ်မှမှလည်းပြောတယ်အဲ့ဒီစစ်ကြောရေးမှာပဲအဲ့ဒီမှာသူထားထိုးမျိုးပုံစံမျိုးလိုပါတယ်အဲ့လိုမျိုးသူက ဒီအပြုတ်မှုတွေတင်းတင်းရိုင်းတာတွေပေါ်လာတယ်နော်ပေါ်လာတဲ့ခါကျတော့အဲ့ဒီ view hammer ကိုကျွန်တော်တို့ပစ်တက်လိုက်တယ်နော်ပစ်တက်လိုက်တယ်အဲ့ဒီဟာကအဲ့ဒီ view hammer ကအရှင်ဖမ်းလို့ရတယ်စစ်စစ်တယ်စစ်စစ်တဲ့ခါကျတော့အဲ့ဒီမှာသူတို့ကပစ်တက်လိုက်တယ်နော်သူတို့ခုခံတဲ့ပုံစံမျိုးဖြစ်လာတယ်နော်ဖြစ်လာတဲ့ခါကျတော့အဲ့ဒီမှာပစ်တက်လိုက်တယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရတယ်နော်ဆိုတော့ဒီနေ့ April 22ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါက်ကိုနေပေးချပါပြန်ကျွန်တော်ဒီ